ရန်ကုန်မြို့လမ်းမတော်မြို့နယ်အတွင်းဧပြီလ9ရက်နေ့နေ့လယ်ပိုင်းကမီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးလောင်ကျွမ်းမှုဟာလမ်းမတော်မြို့နယ်ရှစ်လန်းအတွင်းရှိနှစ်ပြန်ကျော်လုပ်ငန်းလုပ်ကိုင်နဲ့လေးလွှာတိုက်ခန်းတစ်ခန်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုဟာနှစ်ပြန်ကြော်ကြော်ရာကစီးမောက်ကြပြီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ကထက်ကိုးကိုပါဆက်လက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။မီးစတင်လောင်ကျွမ်းခဲ့တာဟာနေ့လယ်၁၂နာရီ၅၅မိနစ်ခန့်မှာစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး၁၂နာရီ၃၅မိနစ်ခန့်မှာမီးငိမ့်တက်နိုင်ခဲ့ပါတယ်။အဆိုပါမီးလောင်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့သိရပါတယ်။ကျွန်တော်တို့ဒီလက်မတော်ရှစ်လမ်းအမှတ်90မိနစ်ကဒီစီပီရာနှစ်ပြောင်းကျော်လုပ်ငန်းမှာအဲ့ဒီနှစ်ပြောင်းကျော်လုပ်ငန်းကစီတဲဦး နှစ်ပြန်ကျော်လေးကျောင်းရဲစီတဲုံမောက်ကြတယ်လို့ပြရပါတယ်အဲ့ဒီကနေမိသားတော့ပါသူတို့မှမိမိကိုယ်နဲ့ကာဝေးရေးမိနဲ့ဆင်းမှုတွေလည်းရှိပါသုံးလောက်လောက်သုံးတာတာတွေ့ရပါတယ်ဒါပေမဲ့အဲ့မှာမောက်ကြတော့ဆိုတော့မိကမနိုင်ပဲဖြစ်ပြီးပေါ်ထက်ခိုးပဲကိုလောင်သွားတယ်လို့ပြရပါတယ်ဒါ level 2တက်တယ်ဆိုတော့အစီး20ပါဌာနောက်ကြတော့ဌာနချုပ်ကကားနေလဲပါမလို့အစီး20ကျော်ပါဘူးဝင်ကတော့130လောက်ရှိပါမယ်အရာမိသားလည်း90လောက်ရှိပါမယ်ချက်တိချက်ကြီးတက်ပုံဝင်နေလဲ90လောက်ရှိပါ ်အဆိုပါမီးလောင်ကျွမ်းမှုကိုမီးသက်ကအစီး20ကျော်နဲ့နှိမ့်သက်ခဲ့ပြီးကနအူးသတင်းတွေအရဆုံးရှုံးမှုတန်ဖိုးကိုတော့မသိရသေးပါဘူး။